မင်္ဂလာပါခင်ဗျာကျွန်တော် Napjun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော် Channel လေးရနေတင်ဆက်ပေးသွားမှာက Eden Rain နဲ့ The Land Between နဲ့က Law အတူလေးတွေအကြောင်းပဲဖြစ်ပါတယ်ဗောနော် Eden Rain နဲ့ပတ်သက်တဲ့ Law Video လေးတွေကိုမတင်ဆက်တာကြာပြီဖြစ်တဲ့အပြင်နောက်လာမယ့် Video အတွက်ဆိုအရေးကြီးတာလေးပါမယ်ထင်တာမဟုတ်လို့လည်းတင်ဆက်လိုက်တာဖြစ်ပါတယ်ဗောနော်အဲကျွန်တော်က DLC ကိုလုံးဝလွတ်သွားတဲ့အတွက် Shadow of the R3 တဲ့ကအကြောင်းအရာလေးတော့လုံးဝပါမှာမဟုတ်ဘူးလို့ကျွန်တော်ပြောတာတွေကိုကြိုပြီးတော့အတိပေးလိုက်ပါရစေခင်ဗျာအဲကျွန်တော်အခုပဲစလိုက်ရအောင်နော် ကျောင်းထမအောင်ဆုံးတိဆက်ပေးမှာတော့ဘဲဘဲရင်းလေးတွေအကြောင်းပဲဖြစ်တယ်ပေါ့နော်အဲ့တော့ Airdrain เนี่ยမှာဈေးတယ်တွေတချို့ဝယ်စရာရှိတဲ့ NPC တွေကိုကျွန်တော်တက်လိုက်ရင်ဘဲဘဲရင်းဆိုတဲ့ item လေးတွေကြာလာမှာကျွန်တော်ဘောရာသိမိတာဖြစ်တယ်ပေါ့နော်အဲ့တကယ်အင်္ဂလိပ်စာ dictionary မှာတော့မအဲ့စကားလုံးကိုဓာတ်ရိုက်တိတ်ပဲတော့မရှိသေးဘူးပေါ့နော်အဲ့ဒါမဲ့တေချာတာကတော့ကျွန်တော် round table ဟိုးကဒီ finger made hash ကိုအဲ့ဒါလေးတွေပေးလိုက်ရင်တော့အဲ့တေသူတွေရှင်တော့ကလို့ကျွန်တော် item တွေဝယ်လို့ရမှာဖြစ်တယ်ပေါ့နော် အဲ့အဲ့ဘွားတော့ဒုတ်မှာကတ်ထားတာလေးတွေကိုမြင်ရင်လဲပေါ့တော့အလုံးလေးတွေကဘဲဘဲရင်းလို့ယူဆရမှာဖြစ်ပြီးအဲ့ဒါကပေါ့တော့တကယ်ပါနဲ့တူလဲဆိုတော့ကျွန်တော်လမ်းလျှောက်နေတဲ့ဂိမ်းထဲမှာပါတယ်လမ်းလျှောက်နေရမူဆိုလီယန်ကြီးကိုသွားကြည့်မယ်ဆိုရင်သူတို့ရဲ့ခေါင်းလောင်းတွေကခလောက်ဆန်လေးနဲ့တူနေတာကိုမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့ပြီးရင်ကျွန်တော်ပလေယာကိုရိုင်းတောင်မှာဒလန်းပီတွင်းမှာကျွန်တော်တို့ကိုကူညီဖို့ဝိညာဉ်တွေကိုစံမုံလုပ်မယ်ဆိုရင်ခေါင်းလောင်းတီးရတာကိုကြည့်ချင်းအားဖြင့်ဒီခေါင်းလောင်းတီးလိုက်ရင်တေသူတွေနဲ့ဆက်သွယ်နိုင်တဲ့အရာဖြစ်တယ်ဆိုတာကိုလည်းသိရမှာဖြစ်တယ်ပေါ့နော် အဲ့အတွက်ဟိုဘွားတော့ကိုကျွန်တော်တို့ကခလောက်ဆန်နေခေါလောင်းထဲကခလောက်ဆန်နေပေးလိုက်ရင်ဟိုဘွားတော့က तू ကဝိညာဉ်လေးတွေကိုခေါ်နိုင်မှာဖြစ်ပြီးတို့ရှင်တော့ကလို့ကျွန်တော်တို့က identity ဝယ်နိုင်တာဖြစ်တယ်ပေါ့နော်ဒါအဲ့ဒါ heavy အရေးကြီးတဲ့အရာမဟုတ်ပဲမချိတ်ထားတာကမိုက်တယ်လို့ယူဆရတာမဟုတ်လို့လဲတက်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်တင်ဆက်ပေးမှာကတော့ညရဲ့လူတွေဖြစ်တဲ့ North Street ရဲ့ပျက်စီးနေတဲ့ Internet City တခုနဲ့ဒီ Aster ရဲ့အကြောင်းလေးငယ်ဖြစ်တယ်ပေါ့နော်ကျွန်တော် Aster က Eden Ring နဲ့က နော့စတဲလာမှာ try ရမယ်ပဲဖြစ်ပြီးဒီ game ထဲမှာ fight ဖူးတဲ့ player လည်းမမေ့ရရှိရပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာ site lore တစ်ခုကိုဖြတ်ပြောရရင်သူ့ရဲ့ version နောက်တစ်မျိုးဖြစ်တယ်ဒီ Star of Darkness version ပေါ့နော် dungeon ထဲမှာ fight ရတဲ့ဘဲကဒီ grab attack ကိုသုံးနိုင်ပြီဒါက from soft ရဲ့တမိုင်းတစ်လျှောက်ထုတ်ခဲ့သမျှ game နေထဲမှာ damage ကျန်သော attack လို့လည်းသိရတယ်ခင်ဗျာ ဒါပေမဲ့အန်စတဲကြောင့်ဆက်ပြောရရင်သူကအဲဒန်ရင်းကဘာထဲမှာမိုက်ပင်ပဲထင်သလောက်တော့ရှားတာမဟုတ်ပဲသူ့လိုအကောင်လေးတွေရှိပြီးသူ့လိုမျိုးဖွံ့ဖြိုးတဲ့အဆင့်ကိုမရောက်သေးတာဖြစ်တယ်ပေါ့နော်အဲပထမအဦးဆုံးအဆင့်ကတော့ခြေလေးချောင်းကောင်လေးတွေကိုတွေ့ရမှာဖြစ်ပြီးဒီ Fallen Star Beast လို့ခေါ်တယ်ပေါ့နော်အဲဒုတိယအဆင့်ကတော့ Ma Found Star ဖြစ်ပြီးအတောင်ပိုင်းတွေထွက်လာပြီးမပြောင်းနိုင်သေးဘဲသူတို့ကြောက်နေရန်နေပေါ်မှာကတ်နေရတာဟုတ်လားဘော်တော့မြင်နိုင်မှာဖြစ်တယ်ပေါ့နော် ်အတတိယအဆင့်မှဒါကျွန်တော်တို့အခုလို့ကျွန်တော်တို့ဖိုက်ရတယ် as day လို့အဆင့်ကိုရောက်ရှိတာဖြစ်တယ်ပေါ့နော်အဲဒါပေမဲ့ဒီ Astel လို့အဲ့လိုတတော်ရည်ကျွန်တော်ဒီဒလန်ပီတွင် Eden Ring ရဲ့ကဘာလဲကိုဘလို့ရောက်လာလဲဆိုတာကိုလည်း Spare Description တစ်ခုကနေသိနိုင်မှာဖြစ်ပြီးအဲ့ဒါက Kelim မှာရှိတဲ့ Swamp Lookout Tower မှာတွေ့ရမယ်ဒီ Eternal Darkness ဆိုတဲ့ Spare ကနေဖြစ်တယ်ပေါ့နော် X spare ရဲ့ description မှာပါတဲ့စာအရဆိုရင်တော့ဒီ spare ကစီလီယာမှောင်မြူရအောင်မှာတားမြစ်ထားတဲ့ spare ဖြစ်ပြီးမူရင်းကတော့ဒီ Eternal City တစ်ခုမှာစခဲ့ကပျောက်ဆုံးနေတဲ့မော်ပညာဖြစ်တယ်လို့သိရတယ်ပေါ့နော်အပါပါရှိတဲ့တတဝါအရာအားလုံးကိုစွဲငင်နိုင်တဲ့ black hole တစ်ခုကိုထုတ်ပေးမှာဖြစ်ပြီးအဲစပဲကြောင့်ပဲဒီ internet city တစ်ခုပျက်စီးခဲ့ရတယ်လို့လည်းသိရတယ်ပေါ့နော်ဒီစာအရဆိုရင် အဲကျွန်တော်တို့ဒလန်ဘီတွင်မှာပျက်စီးနေတဲ့ Eternal City တခုပဲရှိပြီးအဲ့ဒါကကျွန်တော် Deep Blue Death နဲ့ Godwin ရဲ့အလောင်းရှိတဲ့ Nameless City ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကြည်ချင်းအားဖြင့်ကျွန်တော် Nameless City ကအပေါ်က spell ဖြစ်တဲ့ Eternal Darkness ကိုသုံးဖို့ကြိုးစားခဲ့ပြီးတကယ်တော့အဲ့ဒါလေအဲ့ Nose State ကသူတို့ရဲ့ကိုပိုင် Adam Beast ဖန်တီးဖို့ကြိုးစားခဲ့တာဖြစ်ပြီးမှားွားတဲ့အချိန်မှာတော့အဲ့မျိုးကပျက်စီးသွားတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့အကြောင်းလေးတွေရဲ့အကျယ်ပြန့်ကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေကြည့်ဆက်ပေးပါဦးမယ်ပေါ့နော် ဒါမှဒီပျက်စီးနေတဲ့ဒီနိုင်မဲ့စီးတီးကတခြားအီတာနယ်စီးတီးနှစ်ခုဖြစ်တဲ့ Nocron နဲ့ Nostena နဲ့လည်းလို့တော့နောက်ကောင်းညကောင်းရင်တခုမရှိတာကိုလည်းဘော်ဒါတွေ့ရမှာဖြစ်တယ်ဗောနော်အဲအဲ့ဒါကလည်းအကြောင်းပြချက်ရှိပြီးအဲအကြောင်းကိုတော့ဘော်ဒါ S တဲကိုတက်ပြီးတဲ့အခါရတဲ့ item နှစ်ခုရဲ့ description ကနေမှာတွေ့ရမှာဖြစ်တယ်ဗောနော်ပထမတစ်ခုကတော့ဒါဝင်းတော့ S တဲဖြစ်ပြီးစာကိုဖတ်ကြည့်လိုက်မယ်ဆိုရင် Eternal City ကို ဖျက်ဆီးခဲ့တဲ့ဘဲရဲ့ခန္ဓာကိုယ်နဲ့လှုပ်ထားတဲ့ဓာတ်ဆိုလဲစာအတွေ့ရမှာဖြစ်တဲ့အတွက် Eternal City တခုကိုဖျက်ဆီးခဲ့တာ Estelle ဆိုတာသိကြရတယ်ပေါ့နော်အဲ့အရာနေမှာ rememberance as there rememberance ကစာကိုကျွန်တော်စက်သွားဖတ်ကြည့်မယ်ဆိုရင်တစ်ချိန်လုံးက internal city တခုကိုဖျက်ဆီးရဲ့အပြင်သူတို့ရဲ့ညကိုပါခိုးယူသွားတယ်ဆိုတဲ့အကြောင်းကိုပါထည့်သွင်းဖော်ပြထားတာကိုလည်းတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တကယ် real as there နဲ့ fire ရတဲ့အခါ တွေ့ရတဲ့အဲ့ arena ထဲမှာမြင်ရတဲ့ညကညအစစ်မဟုတ်ပဲသူလိမ့်မဲ့ city ကနေခိုးယူလာတဲ့ကောင်းကင်တူတာဖြစ်တယ်ပေါ့နော်နောက်တက်ဆက်ပေးမယ့်နှစ်ခုပါတော့တကယ်လောဆိုတာအထက်နည်းနည်းရှားဖွေတွေ့ရှိချက်လေးတွေနဲ့မိုက်တယ်လို့ထင်ကြရတဲ့အရာလေးကိုလည်းတင်ဆက်လိုက်တာဖြစ်တယ်ပေါ့နော်။ညော Eden Ring Game နဲ့မှာရန်သူတိုက်ပြီးအများကြီးပါတာကိုသိမှဖြစ်ပြီးအဲ့တူတူတယောက်ချင်းဒီ Dress Sleep Animation တကယ်ရှိရလို့သိရတယ်ခင်ဗျာ။ ဒီနောက်တစ်ခုကတော့ကျွန်တော်တို့ Eden Rain ရဲ့ second boss လို့ပဲပြောလို့ရမယ် Runella နဲ့ဆိုင်တာဖြစ်ပြီး Runella ကိုနိုင်သွားရင်အတူခန်းထဲမှာအခုထိ Radagon ရုပ်ထုရှိနေသေးတာကိုဗောဓာတို့တွေ့ရမှာဖြစ်တယ်ဗောနော်အဲဒါပေမဲ့ Runella ရဲ့ Raya Lugaria Academy တခုလုံးမှာဘသူရုပ်ထုမရှိဘူးလဲဆိုတော့ America ရုပ်ထုဖြစ်ပြီးဒါက Law နဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် Mike တဲ့အရာတခုလေးလို့ယူဆရတယ်ဗောနော်ပြီးရင် Eden Rain တခုလုံးမှာ ကွင်းမရီကရုပ်ထုတစ်ခုမှမရှိတဲ့တခုတည်းသောနေရာဖြစ်ဖို့များပြီးအဲ့ဒါကလည်းထူးဆန်းတဲ့အရာလေးမလို့တိဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ဒီနေ့မှကျွန်တော် channel လေးကနေ Aiden Rain နဲ့က site law အတူလေးတွေအကြောင်းကိုဒီနေ့ဒီဗီဒီယိုလေးနဲ့တိဆက်ခဲ့ပြီးသွားပြီးထင်ပါတယ်ခင်ဗျာအဲ့အတွက်လည်းကျေနပ်ကြမှာထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာဘာသာပြန်တဲ့တဲ့မှာလွဲဝါတာလောဝါတာအမှားပါပါတာလေးရှိနေတော့ရာကြီးထားပြီးနားလည်းပေးသေးကြပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပါပြီ ဒါကအများကြီးထောက်ကူဖြစ်ပါတယ်ခင်ဗျာကျွန်တော်အပတ်စဉ်တိုင်းဗီဒီယိုလေး၅ခုတင်ဆက်သွားဖို့ကြိုးစားနေပြီးကြည့်ရှုပေးနေကြတဲ့ဗော်ဒါတွေအားလုံးကိုလည်း Happy Jesus တင်ပါတယ်ခင်ဗျာနောက် Adrian ဗီဒီယိုလေးနဲ့တူကြော်ပြလာခဲ့ပါဘူးခင်ဗျာ Peace